ဖရာကိုတဲ့စင်တူကွယ်တယ်တဲ့တရားကို ကျမ်းစာအုပ်ကွယ်တယ်တန်ခါကိုဘုံကြီးကွယ်တယ်ဆိုတဲ့စကားလေးသုံးလုံးရှိရှိကြတဲ့ကဒါပြောခဲ့ဆိုခဲ့တာဒီစကားလေးဟာမိမိတို့ကိုတတိပေးနေတဲ့စကားလေးပါဒါဖြစ်တတ်တဲ့သဘောကိုသူကပြောတာဖရာကိုစင်တူကွယ်တယ်ဆိုတာကိုယ်အိမ်မှာက ယုတ်ဘွားစင်တုကိုကိုးွယ်တာကိုယုတ်ဘွားစင်တုကိုကိုးွယ်တော့ဒီယုတ်ဘွားစင်တုလေးမှာပဲမျက်စိနဲ့ကြည့်မြင်ပြီးတော့အဲ့ဒီစင်တုယုတ်ဘွားလေးမှာတင်ပဲအာယုံကဆုံးသွားပြီးတော့ဒီယုတ်ဘွားလေးကိုပဲသွန်လေးကလိုက်ရေချမ်းလေးကလိုက်ပန်းလေးကလိုက်စီမီလေးကလိုက်နဲ့လုံနေလို့ရှိရင်ဖျားစီကိုအာယုံကမရောက်ပဲဖြစ်သွားတတ်တယ်ဖျားရဲ့ဂုံနေစီကိုပေါ့နော် ဖရာရဲ့ဂုံတည်ကိုမရောက်လို့ရှိရင်အဲ့ဒီဖရာကိုဆင်းသူကကွဲနေတယ်လို့သူကဒီလိုဆိုတာနော်ဖရာကိုဆင်းသူကွဲတယ်ဆိုတာနော်ဆင်းသူလေးတင်သူကရရမှာမဟုတ်ဘူးဖရာဂုံတော်သိအောင်ရောက်အောင်အာယုံပို့ရမှာနော်ပို့ပြီးမှမင်းတို့ဆွတော့ကရမှာနော်ရေချမ်းကရမှာပန်းကရမှာလေဟုတ်တယ်မို့လားအဲ့တော့ဖရာဂုံတော်ဒီကိုရောက်အောင်သွားဖို့လိုတယ်မသွားနိုင်ဘူးဆိုရင်တော့ ရှင်သူလောင်းနေပဲရက်ပြီးတော့အာယုံကရက်သွားတဲ့အတွေ့အဲ့ဒီပုဂ္ဂိုလ်ရဲ့ပြုနေတဲ့ဖရာပေါ်ပြုနေတဲ့ဝေယဝိဇ္ဇကုတုတွေဟာဖရာဒီမရောက်ဖဲနဲ့ရှင်သူကကြာနေပြီးတော့ကိုယ်ထားရရောက်တယ်လို့ဒီလိုပြောတာဗျာနော်အဲ့ဒါထားလိုက်တော့တခုတရားကိုကျမ်းစာအုပ်ကွယ်တယ်ဆိုတာကတရားကလည်းပဲအကိုကေကငါတို့ဘုန်းကြီးတွေကစာတွေနဲ့ပါဠိတွေရွတ်ရွတ်ပြီးတော့ဗေကျမ်းနဲ့မဘလို့ဘဘလို့ညာလည်းနဲ့ပါဠိတွေရွတ်ရွတ်ပြီးပြောကြတာကိုအဲ့ဒါစာအုပ်တွေကစာတွေလေဟုတ်တော့မလား စာရဲအကျက်ထားတဲ့စာရီရှိုးပြီးတော့မှတရားတွေအကြောင်းပြောကြဆိုကြဆွေးနွေးကြတဲ့အခါကျတော့အဲ့ဒီစာနဲ့ပဲသူကရပ်သွားပြီးတော့တကယ်လိုက်နာခြင်းသုံးတဲ့အပိုင်းထီအောင်မရောက်တော့တကယ်တရားဓမ္မကိုဉာဏ်နဲ့နှလုံးသွင်းပြီးတော့မြင်အောင်ရှုတဲ့အပိုင်းကိုမရောက်တော့ဘူးလေမရောက်ခဲနဲ့အဲ့ဒီစာဟုတ်တဲ့ကစာရီနဲ့ပဲအချိန်ကုန်သွားလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲတဲ့သူကတရားတွေကိုသူကဉာဏ်ကမရောက်တော့တဲ့အတွက်စာဟုတ်ကကွဲထားတာတဲ့နော်ဒါလည်းသိကောင်းတယ်နော်ဒီစကားလေးတွေက နော်ဆာနေလို့သတိထားကြကြနော်ဇာဝလေးနဲ့ချင်းကုန်းသွားရင်ကတော့အဲ့ဒါတရားစီမရောက်ဘူးအဲ့ဒါတရားကိုဇာဝကကွယ်တယ်တန်ခါကိုဘုံကြီးကကွယ်တယ်တဲ့ဒါလည်းဟုတ်တာပဲညာနမင်းတို့ကောင်းနေ